သိနေတာကအမတန်အဖို့တန်လာပြီ။သွားရင်လာရင်သတိကအရန်ကောင်းလာတယ်။ထိုင်တဲ့အခါမှာပေါ်လာတဲ့စိတ်တွေက အရန်များတယ်။တော်တော်ကြာငငယ်တုန်းကအကြောင်းနဲ့ရောက်လာလိုက်။တော်ကြာလွန်ခဲ့တဲ့ဆယ်နှစ်လောက်က လုံးဝသတိမရတဲ့လူကဖြုံးကနေပေါ်လိုက်ဗျာ။ခုနပြောသလိုထွက်ပေါက်ရသွားတဲ့သဘောထင်ပါတယ်ဗျာ။ကိစ္စမရှိဘူး။အဲ့လိုပြန်လာကို လိုက်ကြည့်နေရတာကို တော်တော်ပျော်စရာကောင်းတယ်။သူ့အကြောင်းကိုပဲပထမသိဖို့လိုတာ။စိတ်ဆိုတာဘယ်လိုနေလဲ။သူ့တဘာဝကဘယ်လိုလဲ။သတိထားကြည့်ရင်တွေ့လိမ့်မယ်။ကဲဒါလို့စိတ်တွေဟိုရောက်ဒီရောက်ရောက်အောင်ကိုကတမင်တကာခိုင်းသလားလို့တခါမှမစဉ်းစားဘူးတဲ့။ငငယ်တုန်းကအကြောင်းအရာတွေပေါ်လာအောင်ဘသူကလုတ်ခိုင်းတယ်လဲ။သူ့ဟာသူဖြစ်နေတာ။အဲ့ဒီတော့ပထမအဆင့်နေနဲ့ အဲ့ဒီအနတ္တသဘောကိုသိချမြင်အောင်ကြည်ပါဒီစိတ်ကိုပဲငာငာဆိုပြီး နေကြတာနော်စိတ်ကိုပဲအသက်လိုသဘောထားပြီးနေကြတာဒီစိတ်ကလည်းအသက်ပဲဒီစိတ်ကငါပဲဒါတော့မှ လူတွေကဒီခန္ဓာကြီးတည်သွားတာတော့ငါကမတည်သေးဘူးဒီသဘောမျိုးရှိတာပဲငါတည်တယ်လို့ပြောပေမဲ့တကယ်တော့ခန္ဓာကိုယ်ကြီးကိုငါလို့ခေါ်ထားတဲ့အရာကြီးရဲ့ နေအိမ်သဘောမျိုးသဘောထားကျင်တာအထူးသဖြင့်ဘဝတန်တရာတို့ဘာတို့ပြောတဲ့အခါကျတော့ခန္ဓာအတိတ်ကြီးယူသွားပြီးဒီလိုပြောကြတွေးကြတာရှိတယ်ဒါတမုရိသစ္စာသဘောနဲ့တွေးကြည့်ရင်မမှားပါဘူးပရမထသစ္စာနဲ့ဆိုရင်တော့မှားတယ်ဒီစိတ်ကိုပဲငါလို့သဘောထားတယ်ဒီစိတ်ကိုပဲအတက်လို့သဘောထားတယ်အဲ့ဒီငါစိတ်ဆိုတာကိုတေချာစောင့်ကြည့်ရင်တွေ့ရမယ်အဲ့တော့ အေးအေးဆေးဆေးထိုင်ကြည့်ပါသူ့ဟာသူဘလောက်ပဲတွေးတွေးတွေးပါစေအဲ့ဒီတွေးတာကိုတည်တည်ချာချာကြည်စမ်းပါအဲ့ဒီအတွေးတွေကငါတကယ်လှုပ်ယူတာလားလို့အဲ့ဒါလို့ထိုင်ပြီးတော့စိတ်တွေဟိုဟာဒီဟာတွေးတာကိုလိုက်တည်နေတာကိုကတော်တော်လေးအဖိုးတန်တယ်သူ့လိုလိုစိတ်တန့်ရှင်းလာလိမ့်မယ်တီးရာကောင်းလာလို့ရှိရင်စိတ်ရဲ့တဘာဝကိုပုံနာလေလာတယ်အကယ်၍ လောဘဖြစ်လာတယ်ဆိုရင်လည်းလောဘဖြစ်တာကိုသိတယ်ဒေါသဖြစ်လာတယ်ဆိုရင်လည်းဒေါသဖြစ်တာကိုသိတယ်ဒီလိုသိတဲ့အချင်းရလာတယ်မာနဖြစ်လာတယ်မာနဖြစ်တာကိုသိတယ်အဲ့လိုသိဖို့ဖြစ်တာကိုသိဖို့ပိုအရေးကြီးတယ်တချို့လူတွေဟာအဲ့ဒီလောဘဖြစ်တာကိုလောဘဖြစ်တယ်လို့မသိဘူးလောဘကတွန်းပေးတာကြောင့်လောဘလွန်မမှုကြောင့်မျိုးမျိုးရှောက်လုပ်နေကြတယ်လောဘရဲ့တဘာဝကတခုခုကိုရောက်အောင်လုပ်ခိုင်းတယ် သူ့စိတ်ထဲမှာထင်တာတော့ငါလိုချင်တယ်လို့ထင်တယ်အမှန်တော့လောဘကလိုချင်တာအဲ့ဒီလောဘကလိုချင်နေတော့မှဒီလိုချင်တဲ့အာယုံကိုရရင်အင်မတန်ချမ်းသာမယ်လို့ထင်နေတာလောဘကထင်နေတာအဲ့ဒီတော့သူဖြစ်ချင်တာကိုရှောက်လို့တော့တာသူလိုချင်တာရတော့ကောတကယ်ချင်တယ်လို့လားတကယ်မချင်ဘူးနော်သူ့တဘာဝကိုတီးဖို့ကပိုရေးကြည့်ရနော်ဘလောက်ပဲတွေးတွေးတွေးပါစေ တွေးတာကိုလိုက်တည်နေ မသိတာထက်ဆိုင်ရင်သိတာတော်သေးတယ်နော်မသိရင်ဘလို့သိုးသားမယ်မပြောနိုင်ဘူးကိုယ်စိတ်ထဲမှာဖြစ်နေတဲ့အကြောင်းတွေကလောဘတွေဒေါသတွေမာနတွေပါနေတယ်တခုခုတွေးတယ်ဆိုရင် လောဘဖြစ်စရာအကြောင်းလည်းဖြစ်မယ်ဒေါသဖြစ်စရာအကြောင်းလည်းဖြစ်မယ်မာနဖြစ်စရာအကြောင်းလည်းဖြစ်မယ်သို့မဟုတ်အိတ်တာမစ္စရိယဖြစ်စရာအကြောင်းဖြစ်မယ်မေတ္တာကူးနာလည်းပါတော့ပါမှာပေါ့သို့တော့လောဘဒေါသမာနအိတ်တာမစ္စရိယကသိအဖြစ်များတယ် အင်မတန်တတိတမာရီကောင်းတဲ့သူမှ ကုသိုလ်စိတ်အဖြစ်များတယ်လို့ဆိုနိုင်တာတတိတမာရီနဲတဲ့သူဆိုရင်အကုသိုလ်စိတ်အဖြစ်များတယ်ဒါကြောင့်အဲ့ဒီလိုဖြစ်နေတာကိုသိနေတာကိုကအင်မတန်အဖိုးတန်လာပြီဆိုတာကို သဘောပေါက်ဖို့သူတို့ကိုမထိန်နိုင်ဘူးမထိန်နိုင်ဘူးပယ်လို့မရဘူးကိစ္စမရှိဘူးနေပါစေသိတဲ့အားကောင်းလာလို့ရှိရင် သူ့လိုလိုစိတ်တန့်ရှင်းလာလိမ့်မယ်ဆရာတော်ဦးဇော်ဒီက မဟာမြိုင်တော်ရမသိရင်ခတ်မယ်စာအုပ်မှာ